ခေအားလုံးပဲမင်္ဂလာပါအဲ့တော့မနေ့ကကျွန်တော်ကတစ်တော်မှာတင်ဟို YouTube မှာတင်ထားတာလေးတွေကိုကျွန်တော်ကဒီတစ်တော်ပေါ်ပြန်တင်ပြီးတော့ခါကျတော့အဲ့ဒီမှာဘူဂျိုးအောင်ဆန်းနဲ့ခွဲထွက်ခွင့်အကြောင်းလေးပါလာပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောတဲ့ခါကျတော့အောက်မှာ comment တယောက်လာကြီးတယ်တွေ့လားဟာတဲ့အဲ့ဒီအချိန်ကမင်းတော်မွေးသေးရဲ့လားတဲ့ဩအဲ့လောက်ကြီးကြက်မပြေတာခင်ဗျားတို့အဲ့လိုကြက်မပြေတဲ့နိုင်ငံသားတွေများနေသမျှတက်မတော်က 白说嘛，牛仔那个伊也穿嘛，冇。阿棉呢，四十万多安尼话呗。看棉路路，哎，路这么低个高尼有？就侬说阿棉呢，漂漂皮尼这边要牛仔内部，这边要生理料布，就侬说漂尼了，喏，三块三块，对冇对了，每一批发的是啥物事啊？可能是阿人缴的，啥物事？喏，不是来多钱，可能是阿人缴，喏，对冇？每一批。 အဲမင်းမင်းရဲ့ဖိုးဖိုးကြီးတက္ကသိုလ်မြတ်သူတည်သွားပြီသူ့ရဲ့ဗီဒီယိုဖိုင်တွေအခုချိန်ထိ YouTube မှာရှိသေးတယ်နော်အဲ့ဒါနည်းနည်းပါးလေးဝင်ကြည့်နော်အဲ့တော့တက္ကသိုလ်မြတ်သူပြောတာတော့မင်းတို့တိုင်းသားတွေကဟိုစတိုင်း slime ဝင်ကျုံးလျံလာပါလေအဲအဲ့ဒီချင်းတိုင်းသားကြီးသူတို့ပြောတာတော့အဲနောက်တော့ like ကြည့်ပါအများကြီးပဲနော်အများကြီးပဲအများကြီးပဲမင်းကစာလေးပါလေးဖတ်နော်စာမဖတ်ဘယ်မဖတ်နဲ့စာဖတ်ပြီးပြောပြတဲ့သူကိုမင်းကအဲ့ချိန်ကမွေးသီးရလားဆိုတော့ဘယ်လိုပြောမလဲ ဒီမှာစာအုပ်ထဲမှာတေချာရေးပေးထားတယ်အဲ့မတေခင်ကလည်းအဲ့ဒီတက္ကသိုလ်မြတ်သူကတေချာပြောသွားတယ်နော်တက္ကသိုလ်မြတ်သူဆိုတာဘယ်သူထင်လို့လဲအမျိုးသားညီလာခံကြီးမှာကိုယ်စေတော်ကြီးတယောက်အနေနဲ့တက်ပြီးတော့ရေးဆွဲခဲ့တဲ့ဆွေးနွေးခဲ့တဲ့အရက်သားတွေကြီးပဲဆွေးနွေးခဲ့တဲ့ထဲမှာပါတယ်ကိုယ်စေတော်တက္ကသိုလ်မြတ်သူဆိုတာနော်အဲ့မှာသူရေးတဲ့စာအုပ်ထဲမှာရှင်းရှင်းလေးအဲ့တော့ပင်လုံစာချုပ်ချုပ်ပြီးတဲ့ခါကျတော့ တိုင်းသားရေးရာဆက်ကော်မတီပထမကြိမ်အစည်းအဝေးကို16ရက်9 40မှာကျင်းပတယ်အဲ့ဒီမှာဆက်ရှိတိုက်ကဖွဲ့စည်းပုံရေးရင်ခေါ်တဲ့ခွင့်ထည့်ပြပြောတယ်နော်အဲ့ဒါကဘာပဲလဲ16ရက်နေ့မှာပြောတာဒါပေမဲ့အဲ့ဒီပြောဆိုချက်က20ရက်နေ့အစည်းအဝေးတွင်အတည်ပြုရမည်ဖြစ်သည်တဲ့နော်အဲ့ဒါကို16ရက်နေ့အစည်းအဝေးမှတ်တမ်းကို20ရက်နေ့မှာအတည်ပြုရမှာ နော်အဲ့ဒီမှာဗိုလ်ချုပ်အောင်ဆန်းနေ18ရက်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်းစီတိုင်းသားရေးရာနေပြည်내ရေးရာဆက်ကော်မတီတွင်ဥပဒေအကြံပေးအဖြစ်ဆောင်ရွက်နေသည့်ဝစ်လုံတော်ရဥမြင့်သိန်းသူ့ကိုတွေးဆောင်ပြီးတော့ဗာဖြစ်လေအဲ့ဒီစီဝေးချင်းပါတဲ့ခါခေါ်တော့ခွင့်နေဆုံးဖြတ်ခွင့်နေကိုဖြုတ်လိုက်ဖို့ဆိုပြီးမှားသွားတာနော်မှားသွားတယ်ဒါပေမဲ့19ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းပိန်သွားတဲ့ခါကျတော့20ရက်နေ့ကျတော့ဆက်ရှိတိုက်တော့မရတော့ဘူးဗိုလ်ချုပ်ပြောပြီးွားပြီဆိုပြီးတော့ လက်မခံလို့မရတော့ဘူးဆိုပြီးတော့အဲ့ဒီလုံနဲ့1949ဖွဲ့စည်းပုံမှာပုံမှန်200တင်200နေမှာခွတ်တော့ခွင့်ရပါလာတာ